မီးကလေးကြေးရွာကနေအာရမမောင်းထုတ်ခံခဲ့ရပြီးအောင်ဒိဋ္ဌိဘုန်းတော်ကြီးကျောင်းမှာယာယီခိုးလုံနေကြတဲ့ရွာသူရွာသားတွေနဲ့ကလေးငယ်တွေဝမ်းယောဂါခံစားနေကြပါဗါးဒေါ်တူတူအောင်ပြီးပို့ထားပါဗါးပြခဲ့တဲ့ခုနှစ်ရည်နေတဲ့ကဝမ်းယောဂါတွေစတင်ဖြစ်ပွားခဲ့တာဖြစ်ပြီးအခုဆိုရင်ဝမ်းယောဂါဖြစ်ပွားတဲ့သူဥယေ30ကျော်သွားပါပြီ။ဒီ3လယောက်လောက်ကနေစတယ်။3လယောက်ကနေစပြီးတော့နောက်ရမှာတော့10ယောက်ဝန်းကျင်လောက်ဖြစ်လာတယ်။ အဲ့ဒီနဲ့ဆယ်ရည်နေလောက်လဲကြအောင်ကလေးကရောင်း20 20ကျော်တယ်အစနဲ့ခုနရောင်းရှိရဟုတ်တယ်ဆရာမစိတ်တယ်ဒီကဒီကြီးကလည်း10အောင်လောက်ဖြစ်တယ်ပေါ့ဒီကြီးက10အောင်လောက်ဖြစ်တယ်အဲ့ဒီမှာပဲကော်မူအဖွဲ့ကရောက်လာပြီးတော့အဲ့ဒီကျမိုင်းဆော့ရှော့မှုပြီးတော့အဲ့မှာဝိုင်းရောက်လာတော့အခုဆိုရင်ရှော့တော့ပါတယ်ညာတက်တော့ တောက်တုံးရီတန့်ရှင်းမှုရှိတာကြောင့်လည်းရင်းလုံအိမ်သားတွေမလုံလောက်တာကြောင့်အခုလိုဝမ်းပြက်ဝမ်းလျှော်ယောဂါတွေဖြစ်တယ်လို့ဒေသခံတွေကပြောပါတယ်။ရေပောင်းရေလွယ်လေးဖြစ်သွားတယ်နော်။ဟိုကတုံငင်ရေတောက်နေရပြီဒီရောက်တော့တွင်းရေတောက်တဲ့အခါနောက်ဒီမှာမြေကြီးပေါ်မှာလက်ရှိအိမ်နေရတာတွေဆိုပြီးအဲ့လိုမြေငွေ့တွေနဲ့ရိုက်ပြီးဖြစ်တာပေါ့နော်။အဲ့လိုကွာဟာချက်လေးတွေဖြစ်ပြီးတော့ခလေးတွေရောလူကြီးတွေရောတော်တော်များများဖြစ်သွားတယ်။နိုင်ငံရေးကျင်းသားဟောင်းတွေကလည်းယာသားတွေရဲ့ကျမ်းမာရေးကိုကုညီဆောက်ရှောက်ကုသပေးနေတယ်လို့သိရပါဗျ။ ခေါ်တော့ဒီဥစ္စာကစိုးရင်ရတဲ့ကုဆက်ဝင်ရောကတော့မဟုတ်ပါဘူး။သူတို့အနေနဲ့ကဒီတောက်ကုန်းကြီးအနေထားကြောင့်ပဲဖြစ်မလားသို့မဟုတ်သူတို့အခုလောလောဆယ်ဆယ်နေနေရတာမြေဆိုင်ကဲတန်းရမှာနေနေကြရတဲ့အခါကျတော့ဗမာလူပြောရရင်တော့ခြေဦးဝင်းအောင်ပေါ့။ဘိုက်အေးမိပြီးတော့အစာမချက်နိုင်ရင်လည်းဝင်ပြကြတယ်လို့ပဲဒီလိုပဲယူဆအောင် ဖေဖော်ဝါရီလ၄ရက်နေ့ကအတင်းကျပ်ဖယ်ရှားခံခဲ့ရတဲ့တမီးလေးကြည်ရကရွာသူရွာသား900ကျော်ဟာပဲခူးမြို့အလိုက်နီကြည်ရကအောင်သိတိဖုံတော်ကြီးအကြောင်းမှာယာယီခုလုံနေရတာဖြစ်ပါတယ်ရှင်။ကျမတူတူအောင်ကသတင်းပေးပို့ထားတာပါ။